ဟယ်လိုအားလုံးပဲမင်္ဂလာပါစတီဗင်ဖြူကနေပြန်လည်ကြိုတက်ပါရယ်မနေ့ညကစားခဲ့တဲ့မန်ချက်စတာနဲ့အေဗာရန်တို့ပွဲမှာအူထရာဖော်မ်အေဗာရန်ကတကူကိုမရှိနဲ့အနိုင်ရပြီးတော့အဲဒီဒေးဗစ်မော်ရက်စ်နေနဲ့ပထမဆုံးအူထရာဖော်နိုင်ပွဲရသွားတယ်မန်ချက်စတာနဲ့ကတော့၃ပွဲစတိုက်နိုင်ပွဲပြဆုံးသွားတယ်ပေါ့နော်အရင်ဆုံးကျွန်တော်အခင်းချင်းကိုအရင်ကြည့်အောင်ကိုညာပါမလာခဲ့ဘူးကျွန်တော်ရှီလီစီပါမယ်ဆိုပြီးတော့ဒီသတင်းထွက်ကလေးကကိုညာအချင်းကြီးမကောင်းလို့ထင်ခဲ့တာ ဒီအမော်နီပြောတာတော့ဘယ်ချင်းနားမယ်မသိပေမဲ့ဒါကျူတင်ကာဝတ်တဲ့အနေနဲ့100% fit မဖြစ်လို့မတုံးတာဆိုဟိုခေါ်မလာတာပေါ့နော်ဆိုတော့အကွန်ညာပါမလာခဲ့ဘူးပေါ့ကွန်ညာပါမလာတော့ဒီဇက်စီအထောင်ကြီးနဲ့ပါတယ်အဲ့မှာဒီဘက်ညာဘက်အစွန်မှာမဇော်စီပါလာတယ်မဇော်စီနေနဲ့အခွင့်ရတော့ရတဲ့မှာတယ်သူဒါပေမဲ့အာသူ့အနေနဲ့အခွင့်ရရင်မကောင်းတော့လုံနိုင်တဲ့တာပေါ့နော်အဲပြန်ကစားတဲ့အချိန်မှာဒီဇက်စီနဲ့မဇော်စီပြန်ပါလာတဲ့အချိန်မှာ အတင်းအရင်တိုင်းပဲပြီးခဲ့တဲ့အတိုင်းပဲပြီးခဲ့တဲ့ယာတိယာတိုင်းပဲဖြစ်သွားတယ်။သူကိုယ့်ကိုယ်လှုပ်ချင်တဲ့ကောင်လှုပ်ချင်တဲ့အလုပ်တွေလုပ်တယ်။တောင်တောင်စုစည်းမှုမရှိဘူး။ဒီနေရာမှာအမက်ဒီယာလိုနံပါတ်တန်းထားခြင်းအကြောင်းပေါ့နော်။ကျွန်တော်ထင်တော့အမော်ရီလိုချင်တဲ့နံပါတ်တန်းကအော်ပေးရှိမယ်။သူမြန်လဲမြန်ရမယ်။ဒီတောင်မလဲကစားနိုင်တယ်အဲ့လိုမျိုး two way ကစားနိုင်တယ်။အဲဒီနံပါတ်တန်းမျိုးလိုချင်တာလို့ထင်တယ်။အတင်းမှာကမရှိဘူး။ကိုညာအဲ့လိုလေးနည်းနည်းကစားနိုင်တယ်။ဒါပေမဲ့ကိုညာမပါလာနိုင်တဲ့အခြေမှာမေးစမောက် ထင်တာမေဆင်မောင်ကိုသာခိုင်းမယ်ပေါ့ဒါမေဆင်မောင်ကိုမသာခိုင်းဘူးမေဆင်မောင်ကစပီမရှိတဲ့အတွက်ကြောင့်ဆိုတော့မေဆင်မောင်အစားအမေရိကလိုဝင်ပြီးကစားရတယ်အဲ့တော့ကစားတယ်အဲပွဲအစောပိုင်းမှာပဲအဗတန်အချင်းချင်းရန်ဖြစ်ပြီးတော့တယောက်หนีသွားတယ်ပါရလည်းหนีသွားတယ်ဒါหนีကိုหนีရမယ်หนีหนีသွားတော့โอเคဒီဘက်တော့အဆင်ပြေသွားပြီလို့ထင်ခဲ့တာဒါပေမဲ့အဲ့ဒီหนีပြီးတဲ့နောက်ပိုင်းမှာ United ကလုံးဝတပြန်တကျယ်ဖြစ်သွားပြီးတော့လုံးဝကိုဘယ်မှမလဲအာစစ်စီမရှိဘူးဗျာအဲ့ဂိုးသွားတဲ့လုံးကိုပဲပြောမယ ဘုရားလုံး evidence ကိုမှကန်တင်လိုက်တယ်ကန်တင်လိုက်တဲ့ကန်တင်မှုလုပ်ရတဲ့အချိန်မှာတက်ရှုပ်တက် press သွားတာကဒီအန်ဘူးဘိုရဲ့ blue fernandez ရဲ့အဲဇက်စီနဲ့တွေ့တော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 ့ press သွားကန်တင်လိုက်တယ်ကန်တင်တော့ယူယူခေါင်းဥတယ်ပြန်ကြလာတယ်အဲ့မှာအောင်းလောင်း open တကယ်ဘယ်သူမှမရှိတဲ့ open ပုံကိုကြည့်ရင်မြင်လာလိမ့် open တော်တော်ကိုစိတ်ညစ်ဖို့ကောင်းတယ်နောက်ကလည်းတက်မလိုက်တာလို့ရှိရလည်းပြန်မဆဲနိုင်ဘူးဆိုတော့အဲ့နဲ့ဘောလုံးအဲ့မှာဘောလုံးမသွားသေးဘူး ဘက်စပီးတယ်ဘက်စပီးတယ်ဘရူနိုလိုက်တယ်လိုက်တယ်အဲဘရူနိုရဲ့ဘေးကနေပြီးတော့မာတင်လွတ်သွားတယ်ဟောနေတယ်လွတ်သွားတယ်ဟိုပိုင်းပေးလိုက်တယ်အိုကေအဲ့မှာဘရူနိုမမီတော့ဒါပေမဲ့အဲ့ဒီအဲ့ဒီကိုဟိုဘက်ကဘောလုံးလက်ခံရရှိတဲ့အချိန်မှာဂျိုယိုကတက်မထောင်းနိုင်ဘူးကျွန်တော်ဆိုလိုတာကဒီတယောက်နဲ့တယောက်ပါဗျာဟိုဟိုဆက်သွယ်မှုမရှိဘူးဟိုချိတ်ဆက်မှုတွေမရှိဘူးတပြန်တည်းမင်းလည်းမင်းမလူကျင်လူငါလည်းလူကျင်နေလူမယ်အဲ့လိုအဲ့လိုကြီးဒါကြီးကပြီးခဲ့တဲ့ရာကြီးကျွန်တော်မြင်ခဲ့တဲ့ရာကြီးဒါကြီးကအလုံးအဆင်မပြေဘူးဆိုတော့ အမော်ရင်လည်းပွဲပြီးတော့ပြောသွားပါတယ်သူဒီပွဲရလက်ထက်ကိုသူစိုးရင်လာပြီးတဲ့ຢာဒီຢာတွေပြန်မြင်ရတာပဲဆိုတာမျိုးပြောသွားတယ်ဒါတကယ်ပဲကျွန်တော်ကုမြင်ရတာပဲကျွန်တော်အမှကိုပေးလိုက်ရတယ်ဒီကိုပေးရတဲ့ဟာမှလည်းပြောချင်တာယူယူပေါ့နော်ယူယူနေနေသူအသက်ငယ်တာကြီးတာကထားလိုက်တော့ဒီမန်ချက်စတာရဲ့ရဲ့နောက်တန်းမှာကစားနေပြီဆိုရင်တော့တခုခုတော့လုတ်ပြရမှာပဲအသက်ငယ်တာကြီးတာဘာမှဖြစ်တော့ဘူးသူဒီ top 4ကိုသွားခြင်းနဲ့အတင်းတင်းရဲ့အဆင့်မှာရှိတယ် စီမျိုးတော့ဖြစ်ဖို့လို့တယ်သူ့အနေနဲ့အဲ့လိုစီမျိုးဖြစ်မနေဘူးသူ့ရှိရနေဘူးအသာလေးကြော်ပြီးတော့ကံကံလိုက်ရတယ်အဲ့လိုမျိုးအကြော်ခံရတာဒါစီဗီတယောက်အနေနဲ့ကမကောင်းဘူးပြချက်မကောင်းလို့ပြောခြင်းတယ်ဆိုတော့အကံခံတဲ့နေရာမှာ single man အနေနဲ့ပုတ်လိုက်နိုင်တယ်လို့ထင်တယ်ဒါတော့တိတ်မတည်ကြဘူးအဲ့မေယူယူအနေနဲ့တာစီလိုက်နိုင်တာတော့တည်တည်ကြရပါတော့အဲ့တော့အပြီးတော့ခုနကကျွန်တော်ပြောမယ်ဟိုနံပါတ်10ပေါ့နံပါတ်10မှာအာမက်ကိုပါကြုံထားရလဲဆိုတော့ကျွန်တော်ခုနကပြောဖို့မိသွားသူ speed ရှိတဲ့ပုံလိုချင်တယ်ပြီးတော့ ဘောလုံးဆွဲနိုင်တဲ့ကောင်တို့ကျွန်တော်တို့ထင်တယ်အခုကစားနေတဲ့အမ်ဘူဘူရောဆက်စီရောအာဒီအမက်ဒီယာလိုရောဘောလုံးဆွဲနိုင်တယ်သူစိုးရအဝင်လာမဲ့ကိုညာနဲ့ဆွဲနိုင်တယ်မေဆင်မောက်အဲ့လိုပလေယာတိုက်မဟုတ်ဘူးမေဆင်မောက်ဒီစပိတ်ရှာပြီးကစားတဲ့ပလေယာတိုက်ဆိုတော့သူလိုချင်တာအဲ့ဒါကြောင့်အမက်ကိုတုံးနေရလို့ထင်တယ်ဒါကစကားပြန်ဖြတ်ပြောတာပေါ့နော်အဲ့တော့ပထမဆုံးပြီးတဲ့အထိဒီတိုင်းမှာတယောက်တယောက်ရောရဲရောရဲနဲ့တယောက်တယောက်ဟိုချိတ်ဆက်မှုမရှိလုတ်လုတ်ချင်တာလုတ်ပြီးတော့ဘာပြီးသွားဒရမ်ပြန်စားတယ်မက်ဇော်ဒီစားဒီအာ ဒါလောက်ဝင်လာတယ်ဒါလောက်ဘက်ကိုသွားတယ်ဒီအာမက်ညဘက်ချောင်းကိုပြန်လာတယ်သူတို့တပည့်သူရက်နဲ့ပြန်ပြီးကစားဖို့ကြိုးစားတယ်ပေါ့နော်ဒါပေမဲ့အထဲကိုတော့ဝင်နိုင်ပါဘူးသူတို့လုံနိုင်တာတစ်ခုက cross တစ်ခုပဲလုံနိုင်တယ် United လုံနိုင်တာ cross တစ်ခုပဲလုံနိုင်တယ် area တွေကိုဝင်နိုင်ဘူး area တွေကိုဟိုဝင်နိုင်ဘူး cross ပဲလုံနိုင်တယ်အဲ့လို cross ပဲလုံနိုင်တဲ့အချိန်မှာကိုမကက်စမဲတို့လဲလိုက်တယ်လူစားလဲလိုက်တယ်ပြီးတော့ area ပါအမြင်ပေါ်ပါ area မှာတိုက်မလို့မရှိတော့ပြီးတော့အဲ့မှာတစ်ခုရှိရကျွန်တော်ကျွန်တော်ဖြစ်နေကျွန်တော်ဒီ ောဘက်ကလုံးဝပိတ်လိုက်တော့ပါဗျာတကူတန်တာပိတ်လိုက်တော့မှမဒါတော့ထဲ့မယ်အစားလူရှော့ကိုအဲလက်ဝင်းဘက်ကိုပို့လိုက်ပြီးတော့နောက်မှာဖြစ်ဖြစ်ပေါ့ဟီဗန်ဖြစ်ဖြစ်ထဲ့လိုက်ရင်ကျွန်တော်အမြင်ပေါ်အနေနဲ့တကူကူများအားကိုးရမလားကျွန်တော်ကတော့အဲ့လိုမျိုးလို့တွေးလိုက်တာပေါ့ဒါပေမဲ့ तू ကတော့ဒီတိုင်းပဲလဲပြီးတော့ကစားသွားတယ်အဲဒါပေမဲ့အာ United အနေနဲ့ဒီ Evernote ကိုမဖောက်နိုင်ဘူးလို့ပြောလို့ရတယ်တကူရှိတာဘိုးသမားတော်တော်ကောင်းတယ်ဘိုးသမားကတော့ဒီ ဇက်ကြီးခေါင်းလိုက်တဲ့နှလုံးနှလုံးမှာဒုတိယလုံးကတော့ဒီတောင်းနေကိုတိုက်လိုက်တင်နေဆိုရင်တိုက်လိုက်တင်နေပထမလုံးကတော့တကယ်အဲ့လိုအတော်တော်ကိုယ်တော်မမြူးသူလုတ်လက်လုတ်ဖြားဒီဆန့်လိုက်တာတကယ်ကြီးကောင်းတယ်အဲ့လိုပြီးတော့ပြီးတော့ဘရူနိုဖာနန်ဒက်စ်ကတောင်းနေကိုကန်တဲ့လုံးလေးပုတ်သွားတာဒါကတော့ပုံမှန်အဖြစ်တော့ United ကရိုနေတွေ့တဲ့ကိုယ်သမားတွေကဘူဖွန်နေဖြစ်သွားကြတာဆိုတော့ဟိုဘက်ကကိုယ်သမားလည်းဒီဘက်မှာဘူဖွန်ဖြစ်သွားတာပါပဲဆိုတော့တယောက်ယောက်ကိုဖောက်ဖို့တော့လုံးဝမစဉ်းစားနိုင်ဘူးပတ်သက်ပတ်သက်ပုံမဲ့ဘောလုံးပေးနေရတယ်အလဲကိုမသွားနိုင်ဘူးအဲ့ဒါ ဒီကွန်ညာဆက်စကိုဒီလိုကလေးယာနှစ်ယောက်မပါရုံနဲ့အတင်းအလုံးကပြူလဲသွားတာကြီးတော့တိတ်တော့အဆင်မပြေဘူးပေါ့နော်အပြူလဲသွားတဲ့ဆိုတာကိုဂိုးမရတော့တာပေါ့နော်ဂိုးမရတော့အဆင်မပြေဘူးညအဲ့ဟိုညကူတယောက်ပြောသလိုပဲအရင်ပွဲတွေကလည်းခန်းစစ်ကတော့ဂိုးပြီးနေရတာပဲဒါပေမဲ့တက်စစ်ကဂိုးရနေတဲ့အချိန်မှာဒါကပြဿနာကိုမဟုတ်ခဲ့ဘူးဒါလည်းခုချိန်မှာတက်စစ်ကဂိုးမရတဲ့အချိန်မှာခန်းစစ်ကဂိုးပြီးလိုက်ရတော့ဘောလုံးပွဲဆိုတော့ဂိုးပိုသွင်းတဲ့အတင်နိုင်တာဆိုတော့သွားရော ဘာမှဘာမှလုပ်လို့မရတော့ဘူးเนาะအရာကုံကြည့်တော့လည်းပဲအရာကုံမှာကရှေးလီစီတို့ပဲရှိတယ်ဒီကလေးတွေတော့ထည့်ပြီးမသွင်းမတုံးတာကတော့ပြဿနာတော့ဟိုအမှားတော့မဟုတ်ဘူးเนาะဒီကလေးတွေလည်းဒီလိုမျိုးစီနီယာအသုံးမချနိုင်ဝင်ပြီးတော့တော့ခံရမယ်အနေထားတော့မဟုတ်ဘူးပေါ့ပြီးတော့ချီရိုဘီလည်းပါမလာခဲ့ဘူးဆိုသူပြောလို့ရတယ်ဒါပေမဲ့ချီရိုဘီလည်းပဲကလေးပဲနေပါသေးဒီစီနီယာတွေအသုံးမချစီနီယာတွေရအောင်ယုံပေါ့เนาะဆိုတော့လူစင်းရဲ့အနေနဲ့တော့တော်တော်ပါတယ်အမှပြီးခဲ့တဲ့ဂျာဒီဒီဂျာဒီအစပေါ့เนาะ စက်စကိုဘာကျူခေါ်တာလဲတက်စစ်ခေါ်ကြမလို့တော့ဘူးမဟုတ်ဘူးကျွန်တော်ပြီးခဲ့တဲ့တရားဒီလို white line ကိုကျွန်တော်မြင်ခဲ့ပြီမလုံလောက်ဘူးမလားမလုံလောက်လို့ကျွန်တော်ခေါ်တာကျွန်တော်ဒီစက်စကိုခေါ်တာဒါခုတောင်မှပဲစက်စကိုတန်ရပြီးတော့ကိုညာမှာတန်ရသွားပြီးမှရှိတယ်မရှိတော့ပြတ်သွားပြန်အဲ့တော့အသေးအနေနဲ့အားလုံးကကွင်းလဲလို့လဲကွင်းလဲလို့လဲမဟုတ်ကွင်းလဲတယ်မဟုတ်ဘူးဒီနံပါတ်1မှာဒါမှမဟုတ်တက်စစ်မှာတယောက်ထက်လိုသေးတယ် ဒီအကွင့်လေကတော့အားလုံးသိပြီးသားပြောစရာအကြောင်းမရှိဘူးပြင်ဖို့ကောင်းတဲ့အတိုင်းပြောရတာဒီဝင်းဘက်လိုတယ်ဝင်းကိုဒီကွင်းလေအကောင်းကောင်းနှစ်ယောက်ရောက်လာခဲ့ရင်တော့ဒီဝင်းဘက်တွေကောင်းကောင်းအလုံးမလုံးရင်ပြီးတော့စင်နာဒီစင်နာဒက်ဖန်နာတွေပေါ့ဆန်စင်ထရယ်ဒက်ဖန်နာတွေဒီ CV တွေကောင်းကောင်းအလုံးမလုံးရင်ဒီကွင်းလေနှစ်ယောက်ကယူဖို့ပဲရှိတယ်ဒါတော့ခုကဒီအဖိုးနှစ်ယောက်ကတပါရှိလို့တချို့ဟာတွေတားနိုင်ရကလေးဆိုရင်ဘယ်လိုလုပ်တားနိုင်လဲအဲ့တော့ကွင်းလေကွင်းလေကွင်းလေမဟုတ်ဘူးခေါ်ရမှာဒီစင်နာဘက်လေခေါ်ရမယ်နံပါတ်10လေးခေါ်ရမယ် ခေါ်ခြင်းဝင်းဘက်ပါထပ်ခေါ်အောင်မအဲ့ရကြီးကောင်းကမှဒီကွင်းလေကလူတွေလည်းတက်တာမယ်စနဘက်တွေလည်းတက်တာမယ်ရှေ့တန်းလည်းဘောလုံးရမယ်မဟုတ်ရင်တော့ကွင်းလေပဲခေါ်လိုက်ရင်တော့အဲ့ကွင်းလေလည်းပဲ flop သွားမှာပဲဒါဟိုလိုအပ်လို့လိုအပ်လို့နေလို့ခေါ်ကိုခေါ်ရမယ်အရာတွေကြာတော့ဒါကတော့ဒီပွဲအတိုင်းဒီပွဲကြောင့်ပဲနောက်ပွဲကျွန်တော် Crystal Palace နဲ့တူတယ်ဒီအသင်းကတော့အခုလိုချိန်မှာတော့ဒီမတည်ငြိမ်တဲ့အသင်းပြီးပြီ တက်လိုက်ကြလိုက်တက်လိုက်ကြလိုက်ဖြစ်မှာပဲဒီလိုမျိုးအခွင့်အရေးရဖို့ဆိုရင်ကျွန်တော်တို့အခွင့်အရေးမြည်နိုင်ကြတာခုမှမဟုတ်ဘူးကျွန်တော်တို့ဟိုးအရင်ငချောက်တန်းမော်ရီညိုခစ်ကြတဲ့ကကျွန်တော်တို့ရှေ့နိုင်နိုင်တက်ပြီဆိုရင်မတက်ဘူးအဲဒန်လက်ထက်မှာလည်းနံပါတ်3ကိုရအစင်3ကိုရောက်ဖို့အရေးကိုကျွန်တော်တို့3လေးလလောက်အဲ့လိုနိုင်မဲ့ပွဲတွေမနိုင်မဲ့မနိုင်မဲ့မနိုင်မဲ့နဲ့ဖြစ်သွားတာအများကြီးပဲဆိုတော့ဒီလိုမတည်ငြိမ်တဲ့အသင်းတွေအားဒီလိုပဲလာမှာပဲကိုရအသင်းကလည်းဒါမတည်ငြိမ်သေးဘူးဆိုတော့ဒီလိုပဲလာအောင်ပါပဲကျွန်တော်တို့နောက်ထပ်လက်ကြံပွဲ20လောက် ဘွဲထဲနိုင်သွားမှာမဟုတ်ဘူးရှုံးတဲ့ဘွဲတွေလည်းရှိအောင်ပါပဲဒီလိုမျိုးစုပ်ပြတ်တဲ့ဘွဲတွေလည်းရှိအောင်ပါပဲနိုင်သွားတဲ့ဘွဲလည်းရှိအောင်ပါဆိုတော့ဒါကတော့တဘာဝပါပဲကျွန်တော်တို့အသင်က perfect အသင်မဟုတ်ပဲเนาะဆိုတော့ဒါကတော့ဒီဘွဲနဲ့ပတ်သက်ပြီးကျွန်တော်အမြင်ကိုပြောသားတာဖြစ်ပါတယ်အာအမော်ရီနေနဲ့သုံးဘွဲတိုက်နိုင်ဘွဲပြောက်တာကိုတော့ပြန်လာတင်နေပြီနောက်ဘွဲမှာတော့ကွန်ညာလို့ပြန်ပါလာဖို့မျှော်လင့်နေအခြေတမ်းမှာလည်းအပြောင်းအလဲတစ်ခုပြန်ဖြစ်လာဖို့တော့မျှော်လင့်နေဇက်စီးကိုတော့ဒီဇန်နဝါရီမှာအရာရောင်းဖို့တဲ့ ကျွန်တော်တို့မျှော်လင့်တယ်သူတို့လည်းမကောင်းကိုယ်တို့လည်းမကောင်းဇက်စီးကိုရောင်းလိုက်နိုင်တဲ့လို့ကျွန်တော်တို့ထင်ပါတယ်။ Okay အဲ့တော့ကျွန်တော်တို့နောက်ပိုင်းမှာပြန်တွေ့ကြတာပေါ့။လောဆယ်တော့နည်းနည်းတော့လောင်တာပေါ့နော်။